အနီရောင်လိပ်ပြောင်ငါမင်းရဲ့ဆန္ဒကိုဖျက်ဆီးပေးမယ်ဝန်လင်းရဲ့မျိုးလုံးများလည်းတကြီးသွားပြီးပစင်ဝင်လိုက်ပါတယ်ရုတ်တရက်လေတဲကိုခုန်တက်ပြီးဟိန်ဟုတ်ကပစင်ကိုပြုတ်လိုက်ပါတယ်ပစင်ကလည်းမူကျိုးတွေဝင်ရထားတဲ့ဥက္ကခဲပြန့်ကြောက်တလုံးလို့အနီရောင်လိပ်ပြားစီကိုဥတီသွားပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတောင်းချင်ပါတယ် ထုတ်ပစိမ်မှာတော့ចောင်းမဖွဲရကောင်းတဲ့အခွင့်အရေးတစ်ခုကပါရှိနေပါတယ်ထုတ်ပစိမ်မှာတော့ចောင်းမဖွဲရကောင်းတဲ့အငွေ့တက်တစ်ခုကပါရှိနေပါတယ်ကောင်းကင်ကိုဖျက်ချော့သွားတဲ့အခါကောင်းကင်ကလည်းပြိုကျတော့မရအောင်တုံးလုံးသွားပါတယ်မြေပြင်နဲ့ဒီကက်လာနဲ့အမြမြေကြီးကလည်းအကွယ်ပြီးပျက်စီးသွားပါတယ် အနီအောင်လေးပြရတော့ခေါင်းကိုမိုးချလိုက်ပါတယ်နှင်းစီဘန်းမှာကြန့်ရှင်းနေတဲ့နှဖဲအုံကမိခွန်းအဖေပြောင်းလဲသွားပြီးသူမရဲ့ခန္ဓာကိုယ်ရဲ့နှဖူးထဲကိုဝင်ရောက်သွားပါတယ်ထိုအချိန်မှာအနီအောင်လေးပြရဲ့မျိုးလုံးတွေကအယောင်ဆောင်ချင်းနေတဲ့တိုက်ပွဲဆန္ဒတွေပြင်းထန်နေအောင်မျိုးမရှိတော့ပါဘူးယခုချိန်မှာအနီအောင်လေးပြရဲ့မျိုးလုံးတွေကကြီးလင်းတောက်ပမှုမာနနဲ့အမုန်းတရားများပြင်းထန်နေပါတယ်အနီအောင်လေးပြဖျော့တော့တဲ့အပြုံးတစ်ခုကိုဖော်ပြလိုက်ပါတယ်ထိုအပြုံးကပျော်ရွှင်မှုနဲ့ပြင်းထန်နေပါတယ် ူမရဲ့မျက်နှာမှာရှာရှာပါမြင်တွေ့ရတဲ့အရာတစ်ခုပါလက်ရှိသူမနှလုံးသားနဲ့စိုးရင်ပူပန်မှုတွေအားလုံးကိုဆွလွန်လိုက်တဲ့အဖြစ်ကင်းစင်တဲ့မိန်းကလေးတယောက်လိုပါပဲကောင်းကင်ကနေဆင်းသက်လာတဲ့ပစိန်ကနေကြောင်းမုတ်ဖွဲရကောင်းတဲ့တိုက်ပွဲဆန္ဒကလည်းထွက်ပေါ်လာပါတယ်မမြင်ရတဲ့အရာမလူကြီးတယောက်ကပစိန်ကိုကန်ပြီးပွင့်ရနေသူလိုပဲဖြစ်နေပါတယ် အနီအောင်လေးပြသူမရဲ့တသက်လုံးမာနာထောင်လောက်စွာနေနေထိုင်ခဲ့ပြီးတေဆုံးကန်ဒီအချိန်ဒီမာနာကိုမာနာကရှိနေတော့မှဖြစ်ပါတယ်သူမရဲ့မာနာမိုးတိတ်နေလို့မြင်မာပြီးတောက်ပါတဲ့အနီအောင်လေးပြတခေါင်းလိုဆွဲဆောင်မှုရှိပါတယ်ပစိန်ကလည်းကောင်းကင်ကိုထိုးဖောက်ပြီးအားကောင်းတဲ့လေချောင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်ကောင်းကင်တစ်ခွင်မှာပဲတင်ထပ်သွားတဲ့အတန်လိုင်းကြီးကလည်းဖြစ်ပေါ်လာပါတယ်ပေါ်ရမီရှင်အနီအောင်လေးပြအသက်200နောက်မရှိသေးရင်ပဲတောက်ပါတဲ့အနီအောင်လေးပြလိုပါပဲသူမရဲ့တသက်တာတိုးတောင်းမိမယ်သူမရဲ့အလှနဲ့မာနာလူတွေမပြောက်လို့မရတဲ့အရာတွေပဲဖြစ်ပါတယ်သူမရဲ့မာနာကြောင့်လူတော်များတော့မပြောက်မရှင်ဖြစ်ခဲ့ရပါမယ် ဲ့။သူမရဲ့ရစံမှုကြောင့်လူတွေကသူမနဲ့နီးကပ်ဖို့အတွက်ခက်ခဲခဲရပေမဲ့သူမကတော့ပါမရှင်အနီအောင်လေးပြပါ။မာနာကြီးတဲ့အနီအောင်လေးပြ။ပစိန်ကလည်းအနီအောင်လေးပြစီကိုနီးကပ်လာပါတယ်။ပေတရာအောက်ရောက်တဲ့အခါအဖြတ်စွမ်းအားတစ်ခုကိုလည်းထုံးလုပ်လာပါတယ်။ယခုချိန်မှာအနီအောင်လေးပြတာခူးခန့်ချင်းခူးခန့်နိုင်တဲ့အစွမ်းမျိုးကရှိနေပါတယ်။ရှောက်တင်းချင်းလည်းရှောက်တင်းနေတဲ့စွမ်းရည်ကရှိပါတယ်။ဒါဝရင်သူမကတော့ခူးခန့်တာရောရှောက်တင်းတာရောမလုပ်ပါဘူး။ထိုအချိန်မှာသူမရဲ့မျိုးလုံးတွေကပူပူပြီးတော့တောက်ပလာပြီးမျိုးလုံးထဲကမာနာကလည်းပူပြီးတော့ပြင်းထန်လာပါတယ် တို့ရတဲ့ထိုမနာထဲမှာနောက်လိုက်ရတဲ့ရေအောင်တစ်ခုဟာရှိနေပါတယ်။ကုံကောင်ကြီးကိုဝတ်ထားပေးမယ်ဝန်လင်းကတော့မြင်လိုက်ရပါတယ်။တမရဲ့နောက်ဆုံးအချိန်တွေမှာအနီအောင်လေးပြတမရဲ့ဆရာနဲ့တွေ့ဆုံခဲ့ပါတယ်။တမရဲ့ဆရာရဲ့မျက်နှာကိုမြင်လိုက်ရပြီးသူ့ရဲ့အတန်ကိုလည်းကြားလိုက်ရပါတယ်။တမကိုပြုထုံပေးခဲ့တဲ့တမရဲ့ဆရာဘို့ကျေးဇူးတင်တဲ့အကြောင်းနဲ့ငယ်ရွယ်စဉ်ကတမရဲ့ဆရာရဲ့နူးညံ့တဲ့စကားတွေနဲ့ကြမ်းတမ်းတဲ့စကားတွေကိုလည်းသတိရသွားပါတယ်။အရာအလုံးကတမရဲ့မျိုးလုံးထဲမှာပေါ်လာပါတယ်။တမရဲ့ဆရာအပြင်နောက်ထပ်ပုံရိပ်တစ်ခုအားနည်းတဲ့ပုံပေါက်တဲ့လူငယ်တယောက်ကလည်းရှိနေပါတယ်။ သူ့ရဲ့မျက်လုံးတွေကတော့နူးညံ့တဲ့အတိုင်းသူမောငငယ်လေးကြီးနေပါတယ်ထုတ်ပွင့်ရင်ကိုမြင်ပြီးတော့အနီရောင်လေးပြကဖြောတော့တဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပါတယ်သူ့ရဲ့မျက်လုံးထဲမှာတော့အနီရောင်လေးပြပေါ်အချစ်တင်နဲ့ပြင်းထန်နေပါတယ်သူကတော့အကျိုးဆုံးတော့ဂျူးမဆိုင်ပဲဝိညာဉ်ကြဖို့ခိုးရတဲ့လူပဲဖြစ်ပါတယ်နှုတ်ဆက်ပါတယ် အနီအောင်လေးပြရဲ့အပြုံးကလည်းတဖြည်းဖြည်းနဲ့အိတ်ခဲသွားပါတယ်။ပစင်ကလည်းကြောက်လာပါပြီ။အနီအောင်လေးပြရဲ့ရှေ့ကအနီအောင်နေစီပန်းကလည်းတောက်ပွားတဲ့အလင်းနဲ့တစ်ခုကိုထုတ်လုပ်ပြီးပွင့်ချက်တွေကလည်းတစ်ခုချင်းစီကျွေကျသွားပါတယ်။အနီအောင်လေးပြရဲ့ပါးစပ်ကနေသွေးများလည်းစီးကျလာပြီးမျိုးလုံးတွေကလည်းတဖြည်းဖြည်းမိမ့်မိမ့်သွားပါတယ်။ဒိုးရတဲ့သူမရဲ့မျက်ခုံးချားကနေထွက်လာတဲ့နှဆိုင်နဲ့မာနာကတော့အမြော့သွားပါဘူး။နောက်နှစ်ပန်းနေပွင့်တဲ့အခါဟင်းသားဗလာဂျိုးပေါ်မှာ နှင်းစီပန်းကင်းတစ်ခုဟာရှိလိမ့်မယ်။မြောက်ပိုင်းလူပြင်းမှာအပြောင်နှင်းစီပန်းတစ်ဖွင့်ဟာပွင့်လိမ့်မယ်။ဝယ်လင်းအဲ့ဒါငါရဲ့လက်ဆောင်ပဲ။ပွင့်ချက်တွေကကျွကြသွားတဲ့နှင်းစီပန်းမှာပင်စီပဲကျန်တော့တယ်။ ပစင်ကညီကလာတဲ့အခါလုံအောင်ပြုတ်ကျသွားပြီးပြက်ကွက်သွားပါတယ်။သူမရဲ့မျက်ခုံးကြားမှလည်းအနီရောအမသားတစ်ခုကပေါ်လာပြီးသွေးများထွက်လာပါတယ်။ထုံမြင်ကွင်းကအရန်အမထိလန့်ဖယ်ကောင်းပါတယ်။အနီရောလိပ်ပြောင်းမင်းရဲ့ဘဝမှာစံတမှုတစ်ခုနဲ့ရင်ဆိုင်ရလိမ့်မယ်။အဲ့ဒါတော့အသက်ရှင်တမှုနဲ့တည်ဆုံးမှုရဲ့စံတမှုပဲ။အောင်မြင်တော့မင်းရဲ့ကြံတဲ့ဘဝကပြဿနာကင်းလိမ့်မယ်။မအောင်မြင်ဘူးဆိုရင်တော့မင်းရအရာအလုံးကိုဆုံးရှုံးသွားလိမ့်မယ်။ဆရာဒါကိုကြုံမြင်နိုင်အောင်လို့အသက်နဲ့ရင်ခဲ့ရတာ။ ဒါကြောင့်သတိထားပါအနီရောင်လေးပြမင်းရဲ့စံတမှုကစံနူးနဲ့စံနေမှာကိုကြောက်မိတယ်သူ့ကိုအသက်ရှင်လျက်မထားနိုင်ဘူးအနီရောင်လေးပြကလည်းသွေးမြွှဲနေနေပြီးမင်းရသမီးကအနီရောင်ပြောင်းသွားပါတယ်ဆရာကျမရဲ့စံတမှုကိုဆရာကကြုံမြင်ခဲ့ပြီမဲ့ကံမကောင်းစွာနဲ့ပဲအလေမှာပိတ်မိနေရလို့ပဲမြင်ခဲ့ပြီး ကျွန်မရဲ့တကယ်စံတမှုဖြစ်တဲ့ခြံဖန်းတော့မမြင်ခဲ့ဘူး။ပစိန်ကအနီော်လေးပြားရဲ့ခန္ဓာကိုယ်ကိုဖောက်ထင်းပြီးမြေပြင်ပေါ်ကိုကြောက်သွားပါတယ်။မြေပြင်မှာလည်းနှဆိုင်နဲ့တွတ်တွင်းရဖြစ်ပေါ်လာပြီးထိုတွင်းရနဲ့မဲနေနေတဲ့မိကုံးများကလည်းဖြစ်ဖြစ်ချင်းထွက်လာပါတယ်။အနီော်လေးပြားရဲ့တန်ကြက်ကမှလည်းအကွဲကြောင်းတွေကပေါ်လာပါတယ်။အကွဲကြောင်းတွေကတဖြည်းဖြည်းပြန့်နှံ့သွားပြီးတန်ကြက်ကတစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်။သူမကလည်းမျိုးလုံးလေးကိုမှိတ်လိုက်ပြီးသူမရဲ့ခန္ဓာကိုယ်ကသွေးမြူတွေအဖြစ်ပေါက်ကွဲသွားပါတယ်။ညင်သာတဲ့လေပြေတစ်ချက်သွေးမြူတွေကိုလွင့်ဆင်သွားစေပြီးတင်းငယ်တဲ့သွေးကြည်အောင်ပုံဆောင်ကလေးအဖြစ်ပုံဝင်ကျင့်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်။ ကောင်းကင်ရချင်းမြောက်ခံရတဲ့တမီးတော်အနီအောင်လေးပြရတော့တစ်ဆုံးသွားပါပြီဝန်လင်းငါ့ကိုကူညီပါချန်ဖန်ကိုတပေးပါကျေးဇူးပြုပြောဝန်လင်းကလေထဲမှာပြန်ဝင်နေပြီးတတစိတ်နဲ့စဉ်းစားနေပါတယ်သူကခေါင်းမောလိုက်ပြီးတော့အနီအောင်လေးပြရဲ့နောက်ဆုံးစကားကိုကြားလိုက်ရသလိုပဲဖြစ်နေပါတယ်လေးပြတကောင်လိုပဲဆွတ်ဆောင်မှုရှိပြီးတူတောင်းမိမယ်လေးပြရဲ့အလားလူတွေရဲ့နှလုံးသားထဲမှာဆွဲထင်ပြီးမေ့ပြဖို့အတွက်ခက်ခဲစေပါတယ်အနီအောင်လေးပြတစ်ဆုံးသွားပြီးကြောက်စိမ့်တစ်ခုနဲ့ဝင်းညစ်ကြဖို့တချောင်းကိုပဲချန်ရင်ခဲပါတယ် ထိုပစိနှစ်ခုကထိုအထဲမှာပြောင်းဝင်နေပြီးအထီးကျန်ဆန်တဲ့အမှွတ်တများကိုလည်းထိုးလို့နေပါတယ်ချန်ဖန်ရဲ့နေပေကအစုံမဲ့ဆာနာပဲသူကအရာအလုံးကိုမြူချဖို့အရာအလုံးကိုရောက်ယူဖို့အတွက်လိုချင်တယ်အမှန်တကယ်တော့နေပေတွေကိုဘယ်လိုလုပ်ပြီးမြူချနိုင်မှာလဲချန်ဖန်ကလိုချင်တာကတရုတ်ကသူ့ရဲ့နေပေကိုနားလေတဲ့အခါကောင်းကင်နဲ့ချိတ်ဆက်တဲ့အခိုက်တန့်ပဲသူကသူ့ရဲ့ကိုပိုင်နေပေကိုအပိတက်ပြပြနိုင်တဲ့အထိမတူညီတဲ့နားလေမှုတွေကိုရရှိဖို့အတွက်နေပေတွေကိုမြူချတယ် သူ့ရဲ့ကြောက်စင်းပေါ်ကအချက်လက်တွေကအနီယွန်လိပ်ပြထွန်းနေတဲ့အတွင်းခြံဖန်းကိုလိလချင်းအဖေတရှိလာခဲ့တဲ့အရာတွေပါဝယ်လင်းကအနီယွန်လိပ်ပြရဲ့ခန္ဓာကိုယ်ပြုတ်ကွဲပြောက်ကွက်သွားတာကိုတက်တဆိတ်နဲ့ကြည့်နေပါတယ်ပြီးဆုံးသွားတဲ့အခါမှာတော့သူကတပြင်းကိုချပြီးမြေပြင်ပေါ်ကိုဆင်းသက်ကညာလက်ကိုဝင်ရလိုက်ပါတယ်ပစိန်ကလည်းသူ့စီကိုပြန်အောင်လာပြီးသူ့ရဲ့တူလုံအီထဲကိုပြန်ထည့်လိုက်ပါတယ်ပြီးတော့လလန်းပြီးတော့ဝင်းညင်ကြဖို့ကောင်းကင်ကနေဆွဲယူလိုက်ပါတယ်တေချာစွာစစ်ဆေးပြီးတဲ့နောက်သူ့ရဲ့တူလုံအီထဲကိုထည့်လိုက်ပါတယ် ဝင်းရင်ကြဖို့မှာအာနာတချင်အစဉ်နဖျားစိတ်အစွမ်းတစ်ခုဟာရှိနေပြီးဝန်လင်းရယခုချိန်မှာထိုးရောက်မဖယ်ရှားနိုင်သေးပါဘူးဒူဝရင်သူ့ရဲ့လက်ထင်မှာရှိနေသေးအရာအလုံးကပြီးဆုံးသွားတဲ့အခါဝင်းရင်စေတန်းအလောင်းကိုအုံပြုပြီးဝင်းရင်ကြဖို့မှာကြန့်ရှိနေတဲ့နဖျားစိတ်အစွမ်းကိုဖျက်ဆီးပြီးဝင်းရင်ကြဖို့အမှန်တကယ်ရဲဥနိုင်မယ်လို့ယုံကြည်ပါတယ်ထိုးရအလောင်းကိုလုပ်ပြီးတဲ့အခါဝန်လင်းကအနီရောလေးပြပြတ်ကွက်သွားတဲ့နေရာကိုနောက်တစ်ချိန်ကြည့်ပြီးခေါင်းကိုခံရလိုက်ပါတယ် ြီးတော့ခြေတလန်းလှမ်းလိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာပြောက်ကွက်သွားပါတယ်အဝေးကဝိညာဉ်တောင်စီကိုဥတီပြီးသူကခြေတက်လာပါတယ်ထိုးချိန်မှာရွံချက်စီနဲ့အနီရောက်မိုးတိတ်များကလည်းဝိညာဉ်တောင်ကိုဖျက်ပြီးတောင်ထဲကိုဓာတ်ရဲရောက်ရှိလာပါတယ် ထိုနေရာကိုရောက်တဲ့အခါအနီရောက်မိုးတိတ်နေရလေမှုန်တိုင်းအဖြစ်ပြောင်းလဲသွားပြီးတောင်ထိပ်ပေါ်ကနေဆင်းလာပါတယ်ရွမ်ချွဲစီကတော့အနီရောက်မိုးတိုင်းနေရာနေထွက်လာပြီးကျူဦးထန်ကလည်းလေးစားစွာနဲ့နောက်ကနေလိုက်ရပါတယ်ရွမ်ချွဲစီကတော့တောင်ထိပ်မှာထိုင်နေတဲ့မြောက်လေးကိုပခုံးပေါ်တင်ထားတဲ့အဖိုးကြီးကိုမြင်လိုက်ပါတယ်သူကမြခုံးကိုအနေနဲ့တွန်းလိုက်ပြီးမဲ့ပြီးတော့အသေးချာကြည့်လိုက်တော့သူ့ရဲ့မျက်နှာမူရာပြောင်းလဲသွားပါတယ်ရွမ်ချွဲစီကလည်းအဖိုးကြီးကိုစိုက်ကြည့်ပြီးဝင်ရောက်ဆူဖက်လာတဲ့ကြင်ကြက်သူမင်းကဘာလို့လဲဆိုတော့ငါသိချင်မိတယ်ဘာလို့မင်းရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့မလားတာလဲ ။သွေးနီးရောင်မျိုးလုံးနဲ့အဖိုးကြီးကလည်းမျိုးလုံးကိုဖင်လိုက်ပါတယ်။သူကရွံချွဲစီကိုတမန်ပဲကြည့်လိုက်ပြီးမင်းနဲ့ငါမသိဘူး။ဒါကြောင့်ငါရဲ့ကိုပိုင်ခန္ဓာကိုယ်နဲ့လာလာမလာလာဘာကွာလဲ။ဒါမှမဟုတ်မင်းကဒီအဖိုးကြီးကိုမှတ်မိလိုက်မယ်လို့ထင်လို့လား။မျိုးလေးကတော့ရွံချွဲစီကိုအိုဟိလိုက်ပြီးမျိုးလုံးများကလည်းအနီအောင်တောက်ပွားလာပါတယ်။ရွံချွဲစီရဲ့မျိုးလုံးများကတော့တင်းငင်နေပြီးမျိုးကိုကြည့်ကပြောင်းလိုက်ပါတယ်။ဒါဆိုရင်ဒါရုပ်သေးတယောက်ပေါ့အဖိုးကြီးရဲ့မျိုးလုံးတွေကတော့သွေးနီးအောင်ဖြစ်လာပြီးရွံချွဲစီကိုစိုက်ကြည့်လိုက်ပါတယ် ထိုအချိန်မှာပဲအဖိုးကြီးရဲ့ပခုံးပေါ်ကမြောက်ကအဟိလိုက်တော့အဖိုးကြီးရဲ့မျက်လုံးလေးကလည်းအနီအောင်ပြောင်းသွားပြီးငါမိုလီဟိုင်သူကပြောလိုက်ပါတယ် ုံးနောက်မှာတော့ရက်စတဲ့ရွေးချက်တစ်ခုကသူ့ရဲ့မျိုးလုံးထဲမှာဖျက်ခနဲပေါ်လာပြီးမျိုးလုံးမျိုးကိုပြန်ပိတ်ကသူ့ရဲ့ကြကြံမှုကိုပြန်လုံးနေပါတယ်။အဲ့လူကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ပိုင်းအဆင့်မှာပဲရှိနေပုံရပါမယ်။သူ့စီမှာလှိုးဝှက်ဆန်းကျတဲ့ခစားချက်တစ်ခုကရှိနေတယ်။တမန်လူတွေကမသိရှိနိုင်ဘူး။အာနာတက်ချင်းအဆင့်ကိုရောက်တဲ့လူတွေကပဲအတော့ရှင်းရှင်းလင်းလင်းခန်းစားနိုင်တယ်။အဲ့လူကဟင်းတာဗလာဂျိုကမဟုတ်ဘူး။ရန်ချွေစီကအဖိုးကြီးကိုနောက်တစ်ချိန်ကြည့်လိုက်ပြီးမျိုးလုံးကိုလွှဲလိုက်ပါတယ်ပြီးတော့အီယာမတကားကိုကြည့်ပြီးတဲတဲဆိုင်နဲ့စဉ်းစားနေပါတယ် ဟင်းသားပရာဂူဘိမောင်းကိုသူနားလဲထားရတဲ့အညီထိုနေရာကိုလာတဲ့လမ်းတစ်လျှောက်မှာသူကအရန်အုံမှာအန်းအန်းတင်ခဲ့ရပါတယ်အရင်ဟင်းသားပရာသူ့ကိုပြောခဲ့တာနဲ့ယခုကလုံအောင်ခွာချနေပါတယ်ထိုတက်ရှိတွေကကျဉ်ကျဉ်ချင်းဂျိုကဘာတလင်းကြောက်ရဲ့လှုပ်ဝက်ဆန်းကျတဲ့စွမ်းကားနဲ့ဖစ်စီထားတယ်ဆိုတာသိကြပါတယ်သူမမီတလို့ဆိုရင်အရင်ဟင်းသားပရာထိုတက်ရှိတွေကဟင်းသားပရာဂူဘိမောင်းရဲ့အတွင်းမိန်းမသားပေါ်လာတယ်လို့ပြောခဲ့ပါတယ်တို့ရတဲ့ဝိညာဉ်တောင်ကတော့အထူးတူပါပဲတကားပထမအဦးဆုံးဟင်းသားပရာဂူဘိမောင်းကိုဝေရောက်နိုင်တဲ့တခုတည်းသောနိလမ်းမှာ ကျင်းကျက်ချင်းဂျိုကဘာတလင်းကြောက်ကိုပထမဦးဆုံးဟင်ဒါပရာဂူထဲမှာတင်ဆက်ထားပါတယ်။ဒိုဝါရင်ဒီတကားကိုကျင်းကျက်ချင်းဂျိုကဘာနှလုံးသားမရှိရင်ဖွင့်ဖို့အတွက်မဖြစ်နိုင်ပါဘူး။အထဲကိုဝင်ကျင်နေဆိုရင်တော့တကားအကွက်သွားတဲ့အထိဆော့ရပါလိမ့်မယ်။ရွံချွဲစီကလည်းတကားကိုစစ်စစ်ရင်မျက်နှာအမူအရအနေနဲ့ပြောင်းလဲသွားပါတယ်။ဝင်းညင်တောင်ရဲ့ချင်းရင်ကိုကြည့်ပြီးသူ့ရဲ့အကြည့်ကိုပြောင်းသိမ်းလိုက်ပါတယ်။ခဏကြာမှတော့ချန်ဖန်ရဲ့ပုံရိပ်ကဝင်းညင်တောင်ရဲ့ချင်းရင်ကနေအပေါ်အမြန်ဆန်ပဲရွေလျားလာပါတယ်။ ပေါ်လာတဲ့အခါချန်ဖန်ကရွှေချွဲစီကိုသတိထားပြီးတော့ကြည့်လိုက်ပါတယ်ပြီးတော့ဘေးကိုရွှေသွားပြီးဒေါက်တနီယာမှာထိုင်နေလိုက်ပါတယ်မကြခင်မှာပဲနောက်ထပ်လူတွေကရောက်ရှိလာပါတယ်သူတို့ထဲကနှစ်ယောက်ကတော့ရွှေရှိရွှေရှာမန်တွေဖြစ်ပြီးရွှေချွဲစီကိုမြင်တဲ့အခါအလုံးမဝမ်းသာသွားပါတယ်သူတို့ကအမြန်ပဲသူ့စီကိုလာပြီးလေးစားတဲ့အနေထားနဲ့ဘေးနားမှာရက်နေလိုက်ကြပါတယ်ချင်းချန်သူတယောက်ကလည်းရောက်လာပါတယ်သူကတော့အပြောင်ဝစ်ဆုံးဝစ်ဆင်လာပြီးမျက်နှာကိုလည်းအပြောင်မျက်နှာဖုံးတစ်ခုဝစ်ဆင်လာပါတယ် ညနေဖုန်းကနေထွက်လာတဲ့အပြောင်အမွှေးတက်များကြောင့်နဖျားအယုံတွေကိုတော့တားစီနိုင်ပါတယ်တောင်ထဲကိုရောက်တဲ့အခါသူကပုံဝင်ချင်းကိုကြည့်ပြီး တိတ်ဆိတ်စွာနဲ့ဘေးမှာထိုင်နေလိုက်ပါတယ်တနာရီလောက်ကြတော့မိုးပေါ်မှာအလင်းနဲ့သုံးကူကပြေးလာတော့မြင်လိုက်ရပါတယ်ဒူဝရင်အလင်းနဲ့သုံးကူကနီးကလာတဲ့အခါဝင်းညင်တောင်တစ်ခုလုံးကတုံခါသွားပါတယ်တကားကလည်းအကြီးကျယ်တုံခါပြီးအကွဲကြောင်းနေရပို့ပြီးတော့များလာပါတယ်ထိုးချိန်မှာဝင်းညင်တောင်တစ်ခုတည်းရမဟုတ်ပဲဟင်းသားပရာဂူဘိမ့်မှတစ်ခုလုံးကတုံခါလာပါတယ်ပထမအချိန်ကလိုပဲမေကြီးအမြောက်များကလည်းဘာမှရှိရတဲ့နေရာကိုပြေးကျသွားပြီးနေရာအနှံ့မှာလည်းအကွဲကြောင်းများပေါ်လာပါတယ်ကောင်းကင်ကလည်းအထူးထူပါပဲနေရာအနှံ့မှာပြိုကျမှုများဖြစ်ပေါ်နေပါတယ် အလင်းတန်းသုံးခုကတော့ဝိညာဉ်တောင်ရောက်မလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူတို့နာမပေါ်လာတဲ့အကွက်ကြောင်းကြီးတစ်ခုကြောင့်သူတို့တောင်းဆလုံးကတည်ဆုံသွားလို့ပါ။ဒီတစ်ခေါက်တုံခါမှုကအရင်အထက်ပို့ပြီးတော့ကြပါတယ်။အသက်ရှုချိန်အချိန်30လောက်ကြပါတယ်။ဒီတစ်ချိန်မှာတော့အပြင်ပိုင်းတစ်ခုလုံးကအနေအများတဲ့အကွက်ကြောင်းတွေပြင်းနေတဲ့ဗလာနေမီတစ်ခုတည်းကိုပြိုကျသွားပါတယ်။ ဟင်းသားဗရာတောင်ချိန်မှာဟင်းသားဗရာကိုဗိမ့်မတ်ထဲကိုဝင်ဖို့ကြိုးစားနေတဲ့ကြီးညံ့သူအချို့ကလည်းရှိနေပါသေးတယ်။သူကတဲ့ဝင်လာတဲ့လူတိုင်းကတော့အကွက်ကြောင်းတွေကြောင့်ချက်ချင်းပဲတည်ဆုံသွားပါတယ်။တဖြည်းဖြည်းနဲ့လူတွေကလည်းပုံမှုပြီးတော့ဝင်လာကြပါတယ်။သူကတဲ့ဟင်းသားဗရာကိုဗိမ့်မတ်လူတွေကိုဝင်ရောက်ခွင့်မပြုဘဲကန့်သက်ချက်တွေပျောက်ပြက်သွားပြီလို့ထင်ရပါတယ်။ခဏကြာတော့ကြီးညံ့သူအချို့ကတခုခုကမှိုင်းနေတယ်ဆိုတော့သဘောပေါက်လာပါတယ်။ နောက်ဆုံးမှတော့အရန်ကိုထူဆန်းလာပြီးဘသူကမှထိုလန်းချောင်းကိုထပ်ပြီးတော့မွန်ရဲတော့ပါဘူးသူတို့ရဲ့မြင်မှာထိုလန်းချောင်းကကျင့်ကြံသူတွေကိုမြှို့ချတဲ့မကောင်းဆိုးဝါးသူတော်တကောင်ဖြစ်လာခဲ့ပါတယ်ဝင်သွားရင်တော့တိတ်မှာပါဟင်းသားပြားဂူဘိမတ်ရဲ့အလဲဖိုးမှရှိတဲ့ဝင်းညင်တောင်ပေါ်ကတကားမှအကွက်ချောင်းတွေကပို့ပြီးတော့များလာပြီးအကွက်ချောင်းအချို့ကလည်းဆက်တက်ပြီးသွားပါတယ် တုံခါမှုတွေပြီးဆုံးသွားတဲ့အခါရွန်ချွေစီရဲ့မျိုးလုံးများတောက်ပသွားပြီးတကားကိုကြီးလိုက်ပါတယ်ပြီးတော့ကုန်းကြီးပေါ်စွိုင်းကိုအသက်သွင်းပြီးညာလက်ကိုဝင်ရလိုက်ပါတယ်လက်ကြီးတစ်ဖက်ရဲ့ပုံကြီးကလည်းရုတ်တရက်ပေါ်လာပြီးတကားပေါ်ကိုကြောက်သွားပါတယ်တစ်ချက်ဖိလိုက်တာနဲ့တကားကလည်းတုံခါသွားပါတယ်ဒိုးရတဲ့အကွဲကြောင်းနေရာတော့မတိုးလာပဲလက်ပုံရိပ်ပဲပြောက်ကွက်သွားပါတယ်ရွန်ချွေစီကလည်းမျက်မှောင်ချုပ်ပြီးနောက်ထပ်ပြိုကျောင်းမှုကိုစိတ်မတက်မတာနဲ့စောင့်နေပါတယ်ဒိုးရတဲ့သူ့ရဲ့အကြီးကတခါတည်းရန်တောင်ချေကိုကြီးနေတတ်ပါတယ် သူကတခုခုကိုစောင့်နေသလိုပါပဲထိုးချိန်မှာခင်ရောက်ပုံကြီးကတောင်ချင်းကနေတက်လာပြီးတောင်ထဲကိုရောက်လာပါတယ်ထိုလူကတော့ခင်ရောက်မျက်နှာဖုံးကိုဝစ်စင်လာတဲ့အမျိုးသမီးတယောက်ပါသူမကတော့တယောက်ထဲမဟုတ်ပါဘူးသူမရဲ့နောက်မှာတော့တက်တူးတွေအများကြီးတောက်ပေါက်နေတဲ့လူကြီးလေးယောက်ကလည်းပါပါတယ်လူကြီးတိုင်းကလည်းစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းနောက်ပိုင်းအဆင့်မှာရှိနေပြီးသူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာလည်းဓာရီတွေအများကြီးကရှိနေပါတယ်ထိုအမျိုးသမီးကတော့ဇီရှင်းမှာသူမနဲ့ကြိုဦးထိုင်တို့ထုံနေရောက်ရောက်လာနိုင်တဲ့အကြောင်းရင်းကသူတို့နှစ်ယောက်စလုံးမှာတက်တူးရုပ်သေးတွေအများကြီးကရှိနေလို့ပါ ထိုတတူးရုပ်သေးတွေကိုယွန်ချယ်စီကသူတို့ကိုသူတို့ကောက်ွယ်ဖို့အတွက်သူတို့ကိုပေးခဲ့တာဖြစ်ပါတယ်။ဇီရှင်ကိုမြင်တဲ့အခါယွန်ချယ်စီကခေါင်းကိုညှိပ်ပြီးသူ့ဆီကိုလာဖို့အတွက်အချပြလိုက်ပါတယ်။ဇီရှင်ကလည်းအသက်ကိုပြင်းပြင်းရှူသွင်းပြီးမွန်တီမူအဖြစ်နဲ့ထောက်မှရှိနေတဲ့ချန်ဖန်ကိုကြီးလိုက်ပါတယ်။ပြီးတော့ယွန်ချယ်စီစီကိုတွားလိုက်ပါတယ်။ဇီရှင်ကရောက်လာပြီးတော့ချန်ဖန်ရဲ့မျိုးလုံးတွေကသူမဆီကနေမခွာခဲ့ပါဘူး။သူရဲ့မျက်နှာအမူအရလည်းအယောင်းကိုဆိုးပြီးပင်ထန့်လိုတဲ့တပြက်စိတ်များကိုပြသနေပါတယ်။ဇီရှင်ကိုကြည့်တဲ့အခါသူ့ရဲ့မျက်လုံးထဲမှာနာကျင်စွာနဲ့ယုံကန့်နေတဲ့အရင်းအောင်တစ်ခုကလင်းလက်လာတာကိုမြင်လိုက်ရပါတယ်။ ခြံဖန်းကဇီရှင်ကိုစိုက်ကြည့်နေစကားတစ်လုံးချီးစီနေဇီရှင်မကောင်းတဲ့ကောင်မဇီရှင်သူကပြောလိုက်ပါတယ်ဇီရှင်ကတော့ခြံဖန်းကိုကြည့်ပြီးဘာမှပြောပါဘူးသူကတည်းကသူမရဲ့မျိုးလုံးထဲကမူတီမူကလည်းအရောင်းမှကြီးမားပါတယ်ခြံဖန်းရဲ့အသက်ရှူတန်းကလည်းပို့ပြီးတော့မြင်လာပါတယ်ရွံချွဲစီကိုကြည့်ပြီးတော့သူကစိတ်ကိုလျှော့ဖို့အတွက်ကြိုးစားလိုက်ပါတယ်ပြီးတော့ဇီရှင်ကိုမိုင်းမိုင်းနဲ့ကြည့်ပြီးပြုံးကမျိုးလုံးကိုထပ်ပြီးတော့မှိတ်လိုက်ပါတယ်။ယခုအချိန်မှာနောက်ထပ်ပုံရိပ်တစ်ခုကတောင်ချင်းကနေတက်လာပြီးတောင်ထဲကိုရောက်ရှိလာပါတယ်။ ထုတ်ပုံကြီးကပေါ်လာတဲ့အချိန်မှာတောင်ထိပ်ပုံမှာရှိနေတဲ့လူအများစုကသူ့ကိုကြည့်လိုက်ကြပါတယ်ခြံဖန်းကလည်းရုတ်တရက်မျိုးလုံးကိုဖင်လိုက်ပြီးအစ်ဆက်တဲ့အရင်းအုံတစ်ခုကမျက်နှာမှာဖျက်ပြေးသွားပါတယ်ဇီရှင်ကလည်းချက်ချင်းပဲခေါင်းငိုလိုက်ပါတယ်ရွန်ချွဲစီကလည်းနောက်ကိုခြေလှမ်းနဲ့ငယ်ဆုပ်သွားပါတယ်ရွန်ချွဲစီရဲ့မျိုးလုံးများတော့တောက်ပတ်သွားပြီးစိတ်ဝင်စားတဲ့အဖျုံတစ်ခုကိုပြောင်းလိုက်ပါတယ်ကျူထန်ကတော့တပင်းကိုချလိုက်ပါတယ်သူကတစ်ခုခုပြပြဖို့အတွက်ဝန်လင်းရဲ့နောက်ကိုလိုက်ခဲ့တာဖြစ်ပါတယ်သူကတဲ့ရွန်ချွဲစီနဲ့တွေ့လိုက်မယ်လို့မမျှော်လင့်ထားပါဘူးတောင်ထဲကိုရောက်လာတဲ့လူကတော့ဝန်လင်းပါ ဝင်လင်းရရွှေလောက်ပြီးတဲ့နောက်မြောင်းငယ်လေးနဲ့အတူရှိနေတဲ့အဖိုးကြီးရဲ့မျိုးလုံးများကလည်းခဏတာနေရဲသွားပါတယ်။သူကဝင်လင်းကိုစိုက်ကြည့်ပြီးကြောက်စရာကောင်းတဲ့အပြုံးတစ်ခုကိုလည်းပြုံးလိုက်ပါတယ်။သူ့ရဲ့ပခုံးပေါ်ကမြောင်းငယ်လေးကလည်းဝင်လင်းကိုရန်လူတဲ့စိတ်နဲ့စိုက်ကြည့်နေပါတယ်။မျက်နှာဖုံးတက်ထားတဲ့လူကလည်းဝင်လင်းရဲ့ဘက်ကိုကြည့်လိုက်ပါတယ်။သူ့ရဲ့မျိုးလုံးထဲမှာလည်းဇွေးဇွာဖြစ်နေပြီးခဏအကြာမှာတော့ကြည်လင်သွားပါတယ်။သူကဝင်လင်းကိုခေါင်းကျပြပြီးဘာမှပြောတော့ပါဘူး။ ဝမ်လင်းကတော့အတော်လေးကိုဖိအိုဖိအဖြစ်နေပါတယ်။သူ့ရဲ့ဥစားတွေကလည်းအကြောင်းအမှဆုတ်ပြတ်နေပါတယ်။အစောပိုင်းကသူကတောက်ပေါ်တက်လာတော့ကဒူရီယာအချင်းပြိုကျမှုကဖြစ်ခဲ့ပါတယ်။လေဟာနဲ့စဝန်းတွေကအများကြီးပေါ်လာတော့သူကလည်းအတော်လေးကိုအခက်တွေ့ခဲ့ရပါတယ်။နောက်ဆုံးမှတော့တောင်ဆုံးမှအပေါ်တစ်ခုကိုတူပြီးပြိုကျမှုပြီးဆုံးတဲ့အချိန်ထိအပြင်းကိုမထွက်ရခဲ့ပါဘူး။သူကသာအပေါ်မှာဆက်နေမယ်ဆိုရင်တည်သွားမှာပါ။ညီကိုဝမ်စန်နူး ဝန်လင်းတောင်ထိပ်ရလူရစီကနေခေါ်တန်သုံးမျိုးကထွက်လာပါတယ်ညီကိုဝန်လို့ခေါ်တဲ့လူကတော့ကျိုးဦးထိုင်ပါစန်နူလို့ခေါ်တဲ့လူကတော့ချက်ဖန်းဖြစ်ပြီးနောက်ဆုံးရှေးအောင်အတန်ကတော့ရွန်ချွေစီရဲ့အတန်ပါဝန်လင်းကတော့လူတိုင်းအောင်တင်ငင်စွာနဲ့ကြီးနေပြီးနောက်ဆုံးမှတော့သူ့ရဲ့အကြီးကရွန်ချွေစီစီကိုရောက်ရှိသွားပါတယ်သူတို့နောက်ဆုံးခွဲခွာပြီးတဲ့နောက်ရွန်ချွေစီကိုသူကပထမအဆုံးအချိန်ပြန်တွေ့တာဖြစ်ပါတယ်ရွန်ချွေစီရဲ့အရင်ကဖျူဖျဲပုံစံကလည်းလုံအောင်ပျောက်ကွက်သွားပြီးယခုရွန်ချွေစီကချူချယ်စီနဲ့ဆင်တူပါတယ်ဝန်လင်းကရွန်ချွေစီကိုကြီးနေပြီးရွန်ချွေစီကလည်းဝန်လင်းကိုကြီးနေပါတယ် နှစ်ယောက်စလုံးကဘာစကားမှမပြောပါဘူးခနာကြမှာတော့ဝယ်လင်းကခါတိဆွန်နဲ့ပြုံးပြီးဂျူနီယာကအကြီးကဲကိုနှုတ်ဆက်ပါတယ်ရွမ်ချွဲစီကတော့တပင်းကိုချပြီးခေါင်းကိုခံရဲကမင်းရလေဒီကိုရောက်လာပဲသူကပြောလိုက်ပါတယ်ဝယ်လင်းကတော့သူ့ရဲ့တူလုံးအေးကိုပို့လိုက်တော့အနေရောက်အလင်းတန်းမရထွက်ပေါ်လာပြီးရွမ်ချွဲစီစီကိုပြန်တန်းသွားပါတယ်သူ့ရဲ့အမိတန်အလင်းတန်းနေရာရွမ်ချွဲစီရဲ့နားကိုရောက်တော့တစ်သားရုပ်ထုတွေအဖြစ်ပြောင်းလဲသွားပါတယ်တစ်သားပပူးရုပ်တွေအားလုံးကဓပုံစံနေပါပဲချောမောလာပါတဲ့လူငယ်တယောက်ရဲ့ပုံလူတွေကြီးပဲဖြစ်ပါတယ် အကြီးကဲတောင်းဆိုချက်ကိုဂျူနီယာကပြီးမြောက်အောင်လုံဆောင်ပြီးပါပြီ။ပျော်ပြီးတဲ့နောက်ဝမ်လင်းကဒေါက်တာနေရာမှာထိုင်ချလိုက်ပြီးဘာမှမဆက်ပြီးတော့ပြောတော့ပါဘူး။ရွမ်ချွေစီရဲ့မျိုးလုံးများလည်းတောက်ပေါက်သွားပါတယ်။သူကလက်ကိုဝင်ရလိုက်တာနဲ့တစ်သားပပူးရုပ်အလုံးကပျောက်ကွက်သွားပါတယ်။ ဝမ်လင်းကိုတစ်ချက်ကြည့်ပြီးမှသူ့ရဲ့ကြီးကတကားစီကိုပြန်လဲလိုက်ပါတယ်ရွမ်ချွဲစီကထိုနေရာကိုဘလို့ဝင်လာနိုင်လဲဆိုတာကိုဝမ်လင်းကစိတ်ဝင်စားပါဘူးစွန့်ပစ်ခံမတိမ်မွမျိုးနဲ့ဟာရှေ့ကျတဲ့မျိုးနဲ့ဖြစ်ပြီးဝမ်လင်းကလည်းအရာအလုံးကိုအဖြစ်ရှာမဲ့လူမျိုးမဟုတ်ပါဘူးချင်းချင်ချင်းဒုကဘာတလင်းကျောက်ကိုရောက်ဖို့ဝမ်လင်းကလျှော့လိုက်ပါပြီသူကသူ့ရဲ့ဝိညာဉ်အပိုင်းစားကိုသာပြန်လုပ်ချင်တာပါထိုတလင်းကျောက်ကထိုဟင်းသားပြတာဂျူဘောတက်ရှိအလုံးနဲ့ချိန်ဆက်နေပါတယ် ကိုကျိုးအတွက်ကဘာပေါ်ကလူတွေအားလုံးရဲ့အတောက်ကိုစရီးဖို့အတွက်ဝလင်းကမစင်စားနိုင်သေးပါဘူး။ဒူဝရင်တရားဥကသူ့ကိုရညှိုးထားမဲ့ဆိုရင်တော့တမျိုးပေါ့။ထမ်မီသားစုရဲ့သွေးပါတဲ့လူတွေအားလုံးကိုတပ်ပစ်လိုက်တာဝလင်းကသူတို့ကောင်းလုံးဝမဟုတ်ဆိုတာကိုပြသနေပါတယ်။ထိုင်ချလိုက်ပြီးတော့ချန်ဖန်ကိုကြည့်လိုက်တော့သူ့ရဲ့မျိုးလုံးများတောက်ပတ်သွားပါတယ်။ထိုးအချိန်မှာချန်ဖန်ကလည်းဝလင်းကိုကြည့်လိုက်ပြီးအကြည့်ချင်းစုံသွားပါတယ်။ဝလင်းကလည်းအစ်စစွန်နဲ့ပြုံးလိုက်ပြီးမျက်နှာဖုံးထုတ်ထားတဲ့လူစီကိုအကြည့်ရောက်သွားပါတယ်။ထိုလူကတော့မသိတဲ့လူဖြစ်ပြီးဝလင်းကလည်းမသိပါဘူး။ ောက်ဆုံးမှတော့သူ့ရဲ့ကြီးကထူးဆန်းတဲ့အပြုံးနဲ့အဖိုးကြီးစီကိုရောက်ရှိသွားပါတယ်သူကဘာတူလဲအဖိုးကြီးစီကနေဝယ်လင်းခန်းစားရတဲ့အန်ရယ်ကရွံချွေစီစီကနေခန်းစားရတာထက်အစာပုံများစွာပိုပြီးတော့များပါတယ်အဖိုးကြီးကိုစိုက်ကြည့်နေတော့ဝယ်လင်းရဲ့မျိုးလုံးထဲမှာအင်းဆက်တဲ့အရေးတစ်ခုကဖျက်ပေးသွားပါတယ်ဝယ်လင်းရဲ့အကြည့်ကိုသတိထားမိတဲ့အခါအဖိုးကြီးကဝယ်လင်းကိုကြည့်ပြီးမှောင်မဲတဲ့အပြုံးတစ်ခုကိုပြောင်းလိုက်ပါတယ်ထိုပြုံးကဝယ်လင်းအတွက်အရန်ရောရင်းနေနေမိမဲ့ထိုလူကိုတစ်ခါမှမတွေ့ဘူးဆိုတာသိကြပါတယ်ယခုချိန်မှာအလင်းတစ်ခုကအဝေးကနေရောက်လာပါတယ်ထိုလင်းထဲမှာလှပတဲ့အရေးတစ်ခုကရှိနေပါတယ် လေဟာနဲ့စံဝန်တစ်ခုကိုရှောင်ပြီးထိုအရိတ်ကဝိညာဉ်တောင်ပေါ်ဆင်းသက်လာပါတယ်ထိုအမျိုးသမီးကတော့အရန်အောင်မှလာပါတယ်သူမကဝိညာဉ်တောင်ထိုင်းမှာရက်နေတဲ့နတ်သမီးတစ်ပါးလိုပဲဖြစ်ပါတယ်ဝလင်းကတော့ထိုအမျိုးသမီးကိုမြင်လာနဲ့သူ့ရဲ့မျက်နှာအောက်ငုံသွားပါတယ်ထိုအမျိုးသမီးကတော့လုံမေပါအမှန်တကယ်တော့လူမေပြောတာတခုအမှန်ပါတယ်။သူနဲ့ဝန်လင်းကလူတစ်မျိုးသေးပါပဲ။သူတို့နှစ်ယောက်စလုံးရဲ့နှလုံးသားထဲမှာရဆက်မှုအနေငယ်စရာရှိပါတယ်။ဝန်လင်းကတစ်ချက်ကြည့်ပြီးနောက်သူ့ရဲ့အကြည့်ကိုပြောင်းသိမ်းလိုက်ပါတယ်။သူ့ရဲ့မျက်နှာကတော့အေးဆန်းနေပါတယ်။သူ့ရဲ့ပုံစံကတော့အရင်ကလူမေကိုစွန့်ခဲ့သူလိုပဲဖြစ်နေပါတယ်။ ချန်ဖန်ကလိုမီကိုမြင်တော့ဝမ်းသာဖြစ်သွားပါတယ်လိုမီရရှိတော့သူ့ရဲ့ဝိညာဉ်အပိုင်းစားကိုပြန်ရဖို့အတွက်အခွင့်အရေးပုံများမယ်လို့သူကထင်ပါတယ်လိုမီရဝန်လင်းစီကိုရှောက်လိုက်ရင်ဝန်နေတဲ့ရေရောင်တစ်ခုကိုပြသနေပါတယ်ဝလင်းရတော့မြုံကျုပ်လိုက်ပါတယ်။သူကထိုးမျိုးသမီးပေါ်ကိုကောင်းတဲ့ခံစားချက်မရှိပါဘူး။မှော်ပိုင်းရောင်ပုံရိပ်ထဲမှာဖျက်ဖျက်ခဲတာတွေကအမှန်မထင်ဖျက်ဖျက်သွားတာပါ။သူမောအစ်ဆစွာနဲ့ကြည့်ပြီးဝလင်းကဘသူမောငေါ့နောက်ရှက်မပေးစေချင်ဘူး။မလာခင်းနဲ့သူကပြောလိုက်ပါတယ်။လူမရလည်းရသွားပါတယ်။သူမောဝလင်းကိုကြည့်ပြီး နေရတကယ်ပဲတန်တဲ့ကြောင်းနဲ့လှုပ်ထားရလား။ तू မမေးလိုက်ပါရင်ဝယ်လင်းရဲ့မျိုးလုံးများတော့တင်းနေနေပြီးအစ်ဆက်တဲ့အတန်နဲ့ထွက်သွား။ तू ကပြောလိုက်ပါရင်လူမင်းရလည်းရဲလိုက်ပါရင်လီမွန်နေရနှလုံးသားထဲမှာဘယ်အဆင့်အနေထားမျိုးရှိနေရလဲ။ तू မမေးလိုက်ပါရင်ဝယ်လင်းရဲ့မျိုးလုံးထဲမှာတော့တက်ဖက်ကျင်တဲ့စိတ်များပြင်းထန်နေပြီးထွက်သွား။နေရနေပဲဟာပြည့်ပြည့်စုံနေမိ့။နင်းကိုတတ်ချင်ရင်ငါတော့မခတ်ဘူး။တေးကျင်နေရတော့မဟုတ်ပါဘူးနော်။ဝယ်လင်းကပြောလိုက်ပါရင်လူမင်းရဲ့စကလုံးကြီးရဲ့ရွေချက်ဝယ်လင်းရဲ့တောက်နှလုံးသားကိုဖျက်ဆီးဖို့ပါ။ သူကတဲ့လီမူဝမ်ကတော့ဝလင်းအတွက်တာမီချက်ဖြစ်တဲ့ဆိုတော့သူမမသိပါဘူး။သူမရဲ့နာမည်ကိုပြောတဲ့လူတိုင်းကိုဝလင်းကတတ်မှာပါ။သူကတဲ့ထိုနေရာတင်းတော်တဲ့နေရာမဟုတ်လို့ဖြစ်ပါတယ်။မဟုတ်ရင်တော့ဝိညာဉ်လံကိုထုတ်ပြီးထိုမျိုးသမီးကိုဝလင်းကတတ်ပစ်လိုက်ပါပြီ။ဝလင်းကသူနဲ့ရင်းနှီးတဲ့လူတွေအတွက်ဆက်ဆက်ရဲ့အနေငယ်ကိုတော့အရန်အောင်မှဂျူးဆိုင်ပါတယ်။သူကတဲ့သစိမ်းနဲ့ပေါ်တော့အရန်အောင်မှအိဆက်ပါတယ်။သူကတန်နဲ့ကြောင်းနဲ့လှူထားတဲ့လူသားပါ။ထိုရားမမပါဘူး။ လူမရတော့အဗီမသားနဲ့ပြုံးလိုက်ပြီးချန်ဖန်းစီကိုလှည့်သွားပါတယ်ဝမ်လင်းကတော့အကြီးကိုရုပ်သိမ်းပြီးအဖိုးကြီးကသူ့ကိုကြီးနေတာကိုတွေ့လိုက်ရပါတယ်အဲ့လူကထိန်ချုပ်ခံထားရတာလားဝမ်လင်းရဲ့နှလုံးခုန်တန်တွေကလည်းမျက်စနာပါတယ်ထိုးထိုးဖြစ်နိုင်နေဆိုတော့သူကတွေးမိသွားပါတယ်မဟုတ်ရင်ထိုလူကသူ့ကိုဒီလောက်ရင်းနှီးတဲ့ခံစားမှုကိုခံစားရစီမှာမဟုတ်ပါဘူးဝမ်လင်းကတမလူသားတယောက်ဆိုရင်တော့ထိုကဲ့သို့အပြုံးတစ်ခုလုံးနဲ့ဒီလောက်ထိမတွေးမိနိုင်ပါဘူးအစိမ့်နဲ့ကြီးနေသူတယောက်ဖြစ်မဲ့ဆိုရင်လည်းထိုကဲ့သို့မစဉ်းစားမိနိုင်ပါဘူး ဒူဝါရင်ယခုဝန်လင်းကစိတ်ဝင်ရဲ့အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်ချင်းညံ့သူတယောက်ကျေတာရီဂျာမနောင်အင်အားကြီးမှပြီးရှော့တလိုမရတဲ့လူတွေထဲရလို့တတ်မှတ်ခံရတဲ့လူတယောက်ကောင်းကင်ဘုံနေမြင်ပျက်စီးခင်ရာစိတ်ဝင်ရဲ့အသွင်ပြောင်းခြင်းအဆင့်ချင်းညံ့သူတွေကကောင်းကင်ဘုံသားတွေနဲ့အတူတူပါပဲသူတို့ရဲ့ခန္ဓာကိုယ်တွေကလည်းကောင်းကင်ရဲ့ဆွဲအိမ်များနဲ့ဖက်စီးထားပြီးထူးဆန်းတဲ့အာယုံများရှိနေပါတယ်ထိုအာယုံတွေကရဟုံးမှာထူးဆန်းပါတယ်အစွမ်းထက်တဲ့ချင်းညံ့သူများသာခံစားလို့ရပါတယ် တရားဥပဒေကြီးညက်မှုအစိမ်းကမြန်မာလာပြီဆိုရင်တရားဥပဒေကြီးညက်မှုအစိမ်းကမြန်မာလာပြီဆိုရင်အတွေ့အကြုံတွေနဲ့အနာဂတ်ရဲ့ဖိရက်တွေကိုမှုမှုဝါးနဲ့မြင်နိုင်ပါတယ်ထုံဒီပညာတွေရဲ့ထူးဆန်းမှုတော့ဖော်ပြလို့မရနိုင်ပါဘူးယခုချိန်မှာဝယ်လင်းကထုတ်ခံစားချက်ကိုရနိုင်ပါတယ်သူကမှားမနေဘူးဆိုတော့သူကသိပါတယ်ထိုကြောက်စရာကောင်းတဲ့အပြုံးကိုသူကရန်အောင်မှရင်းနှီးပါတယ်ငါနှစ်ပေါင်း600ကျော်ကျင့်ကြံလာပြီရန်သူအများကြီးကိုတွေ့ခဲ့ရပေမဲ့အပြုံးတစ်ခုတည်းနဲ့ငါ့ကိုဒီလိုခံစားရစေတာတယောက်ပဲရှိတယ်ဝယ်လင်းရဲ့မျက်နှာကတော့တင်းနေနေပေမဲ့သူ့ရဲ့ရင်ထဲမှာတော့နှိုင်းထားနေပါတယ် ူကအသက်ကိုရှူပြီးခေါင်းငုံလိုက်ပါတယ်ပြီးတော့သူ့ရဲ့မျိုးလုံးများကျင်းလာပြီးကြောင်မူလက္ခဏာများပေါ်လာပါတယ်ထူစီရဲ့နှဆိုထိုက်ဆန်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိရှိပဲတို့အားလုံးကျေးဇူးအထူးမြင်တရှိပါတယ်